။နေ့လေးမှာအမတန်စာတတ်တဲ့ဆရာတော်ကြီးတစ်ပါးကိုကျောင်းတကာကျောင်းမှာရှောက်တယ်။ဆရာတော်လူရာရှိမင်းရှိပါဗျာလူရာရှိမင်းရှိပါဆရာတော်ကြီးကဗာပြောပြတို့ကလေးမှာမဟုတ်တာကလေးလိုမုံမုံတောင်းနေရအောင်မလားကိုယ့်ဘာကိုချိလှူပေါ့လို့ပြောတယ်ဟောကိုယ့်ဘာကိုချိလှူဘာလို့လဲဆိုတော့ကိုယ့်ကိုချိလှူတယ်ထင်တာလှူတို့ကဘာလို့လဲညာလို့လဲနေလျှောက်ပြောเสียမလိုဘူးလို့ ဘုန်းကြီးဆိုတာညာတိပဝရိတဆွေမျိုးဆိုရင်တောင်းကောင်းတယ်အလိုရှိရင်ဆရာတော်တပည့်တော်စီလှူခံပါဖရာလို့ဆိုရင်လည်းတောင်းကောင်းတယ်ပေါ့ညာတိပဝရိတဆိုရှိအဲ့တော့ဘုန်းကြီးတွေဆိုတာဝိနိသိက္ခာပုဒ်အတိုင်းနေထိုင်မယ်ဆိုလို့ရှိရင်ပစ္စည်းလေးပါးနဲ့ပတ်သက်လာလို့ရှိရင်ပရိကထာလေဩဘာသလေနိမိတ်တာလေဝိညာတိလေပါဠိလို့ပြောမယ် ရိကထာဆိုတာရိတ်စကရိတ်ပြောတာရိတ်တန်ရိတ်ဖန်းတန်ပန်းပြောတာပေါ့ရိတ်ပြီးတော့ပြောတာပေါ့နော်ရိတ်ပြီးတော့ပြောတာရိတ်တယ်ဆိုတာစောင်းချိတ်ပြီးတော့ပြောတာပေါ့စောင်းချိတ်ပြောတာအဲ့ဒါပရိကထာတိုက်ရိုက်တောင်းတာမဟုတ်ဘူးစောင်းချိတ်ပြောတာအဲ့ဒီစောင်းချိတ်ပြောတဲ့ပုံဝှထုလေးတောင်ရှိသေးတယ်ဘုန်းကြီးတပါးတဲ့အိမ်နေကြွကြွလာတတ်တဲ့ဘုန်းကြီးတပါး အိမ်တဲ့အိမ်ဝင်နေဆွမ်းစားချိန်ဆွမ်းစားချိန်ဝင်လာတဲ့အခါကျတော့အိရှင်တက္ကမကြီးကလည်းမလှချင်ဘူးမလှချင်တော့ဗာပြောတော့ဆိုအော်ဒီကိုရောလည်းဆွမ်းချိန်ကြီးကြွာလာကြားအောင်ပြောတယ်အိမ်ထဲမှာလည်းအိုးထဲလည်းဆံမရှိဘူးတဲ့ဆံသွားချီအောင်မယ်နဲ့ဆိုပြီးတော့အိမ်ပြန်ထွက်သွားထွက်သွားတော့ကိုရောကလည်းပြန်မလာဟိုမပြန်ဘူးတက္ကမကြီးပြန်လာသည်ထီအောင်သူကအိမ်မှာရှိနေတယ် အဲ့ဒီအချိန်လေးမှာ तू ကမိဖို့ကြောင့်ဝင်ကြည့်လိုက်တယ်ဆံမရှိဘူးဆိုတော့တကယ်ဟုတ်လားကိုရောကတ်နဲ့သွားတွေးတဲ့အခါကျတော့တကမာကြီးကညည်းညူပြီးတော့ဆံလည်းဘယ်သူမှချိမဲ့လူမရှိဘူးတဲ့ကိုရောလည်းဘာမှကတ်ဆရာမရှိဘူးပေါ့ပြောတော့အဲ့ဒီကိုရောကဘာပြောတော့ဆိုတကမာကြီးရေဘုန်းကြီးဒီကနေ့ကံမကောင်းဘူးဆိုတာသိပါတယ်တဲ့လမ်းမှာဟောဒီဘက်ကိုလာတော့မှ လမ်းမှာမွေကြီးတစ်ကောင်တွေ့တယ်အဲ့ဒီကလေးကနမိတ်မကောင်းဘူးလို့ထင်တာအဲ့ဒီမွေကြီးကဟောအခန်းတောင်ထောင်ထားတဲ့ဂျန်ချောင်းကြီးလောက်ရှိတယ်တဲ့ဒါနဲ့ကြောက်အားလန့်အားနဲ့မွေကြီးကကိုယ်စီလာမှာဆိုပြီးတော့ခြောက်မလို့ခဲရှာလိုက်တဲ့အခါကျတော့ခဲလုံးကြီးတစ်လုံးတွေ့တယ်အဲ့ဒီခဲလုံးကြီးကဟိုအိုးထဲမှာထည့်ထားတဲ့ထည့်ညက်ခဲကြီးလောက်ရှိတယ်ဒါနဲ့ခဲနဲ့ပြစ်လိုက်တဲ့အခါကျတော့မွေကြီးက သွားဖြီးပြီးတော့ပြတယ်အစွဲတွေထုတ်ပြအဲ့ဒီအစွဲတွေကဟိုနာဆန်အိုးတွေကဆန်စီလေးလိုပဲဖွေးနေတာတဲ့အဲ့ဒါတွေမကဘူးငွေကြီးကစိတ်တွေဆိုးပြီးတော့အစိတ်တွေပန်းထုတ်တာငွေစိတ်တွေကဟောအိုးတွေကထောပတ်တွေအတိုင်းပဲတဲ့အယောင်ကတက္ကမကြီးကသူ့ပစ္စည်းတွေဒီကိုတော့မမြင်ဘူးထင်လို့ပြောတာဟိုကတော့အကုန်လိုက်ပြီးအိုးတွေပါတွေဖွင့်ကြည့်ထားတာအဲ့ဒါနဲ့ကြံကြောင်းလည်းဖြတ် ခញ្ញဲလဲချမ်းเนาะဆံနဲ့ထမင်းချက်ထောပတ်ကလေးလောင်းပြီးတော့စွန့်တနကတ်လိုက်ရတဲ့အဲ့ဒါပရိက္ခထာလို့ခေါ်တယ်ပေါ့ယန္တန်ဃာတွေမှာအဲ့လိုမလုပ်ရဘူးတဲ့ပရိက္ခထာဩဘာသ အရေးအယောင်ပြတာနိမိတ်တဆိုင်းပြဆိုင်းပြတယ်ဆိုတာတရားဓမ္မတွေလာတဲ့အခါမှာเจ้าနေရှင်းတမန် မြေမြေကွက်လက်ကိုရှင်းရှင်ဘုရားအဲ့ဒါဘာလို့ဖို့တော့ဆိုတော့ဒီနေရာအเจ้าဆောက်မလို့တကားကြီးအเจ้าတကားပေါ်ပြီလားဘယ်အောင်ပေါ်အောင်မလဲဟောအဲ့ဒါမျိုးကိုဒါနိမိတ်တလို့ခေါ်တယ်ပစ္စည်းလေးပါးနဲ့ပတ်သက်လာလို့ရှင်အဲ့ဒီပရိကထာတို့ဩဘာသတို့နိမိတ်တတို့မလောက်ရဘူးတဲ့မြတ်စွာဘုရား